မင်္ဂလာပါရှင်ဒီနေ့နိုဝင်ဘာလ15ရက်နေ့နေ့လယ်ခင်းတိနောက်ဆုံးရရှိထားတဲ့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုစူးစိတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်အရင်ဆုံးအနေနဲ့နိုင်ငံတကာသတင်းတွေကိုနားဆင်ရမှာပါထိုင်ဝမ်အရေးမှာစစ်ရေးအရာအဝင်ဆွတ်ဖက်မဲဆိုရင်အစိုးရဆုံးအရှုံးမျိုးနဲ့ကြုံရစေမယ်လို့ဂျပန်ကိုတရုတ်ကသတိပေးပြောကြားခဲ့ပါတယ်မကြာသေးခင်ကဂျပန်ဝန်ကြီးချုပ်ဆနအေတာကာအီချီကတရုတ်သာထိုင်ဝမ်ကိုတိုက်ခိုက်မယ်ဆိုရင် ဂျပန်ကလည်းရှင်သန်ရက်တရေဆိုင်ရာအစီအမံတွေအတိုင်းတုံ့ပြန်ရမယ်လို့ပြောကြားခဲ့တဲ့အပေါ်မှာတရုတ်ကဒေါသထွက်နေပါတယ်။အဲ့ဒီစကားလုံးရဲ့အနက်အဓိပ္ပာယ်ကတော့ဂျပန်ကိုယ်တိုင်နဲ့မဟာမိတ်တွေကိုပြင်ပတက်ခိုက်မှုတစ်ခုခုရှိလာတဲ့အခါမှာဂျပန်ပြည်ဆောက်တပ်ကပေါဝင်တက်ခိုက်မယ်ဆိုတာမျိုးသက်ရောက်ပါတယ်။တရုတ်ဟာထိုင်ဝမ်ကျွန်းကိုပိုင်နက်နယ်မြေအဖြစ်သတ်မှတ်ထားပြီးလိုအပ်လာရင်စစ်ရေးအရာတက်ခိုက်သိမ်းယူမယ်လို့ပါချင်းချောက်ထားပါတယ်။ထိုင်ဝမ်ကတော့ကိုယ်ပိုင်နိုင်ငံအဖြစ်တရားရည်ရည်ကိုသာလိုလားနေတာပါ။ ပြီးခဲ့တဲ့သတင်းပတ်ကွန်ကအိုဆာကာမှာရှိတဲ့တရုတ်ကောင်ဆေဝွန်ရှူချန်းကတာဂါအီချီရဲ့အမှတ်ချက်ကိုဝေဖန်ရှုတ်ချခဲ့ရမှာပြဿနာကိုကြီးမလာခင်ကတည်းကအပြတ်ရှင်းတဲ့နယ်ဆိုတဲ့အဓိပ္ပာယ်မျိုးစကားပုံတစ်ခုကိုပါလူမှုကွန်ရက်မီဒီယာ X မှာရေးသားထားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီစကားပုံရဲ့အဓိပ္ပာယ်ကဂျပန်ဝန်ကြီးချုပ်ကိုခေါင်းဖြတ်တင်တယ်ဆိုတဲ့သဘောမျိုးပါကောက်ယူလို့ရနိုင်တာကြောင့်နှစ်ဖက်တန်တမန်ရေးတင်းမာမှုတွေဖြစ်ပေါ်ခဲ့တာပါဂျပန်နိုင်ငံသားရေးဝန်ကြီးဌာနကဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်တံအမတ်ကြီးကိုပါဆင့်ခေါ်ကန့်ကွက်ခဲ့ပါတယ်။တရုတ်ကောင်စီဝန်ကိုနှင်ထုတ်တင်ကြောင်းတောင်းဆိုမှုတွေရှိနေပေမဲ့ဂျပန်ကတော့တင်းတော်တဲ့အရေးယူထိန်းသိမ်းမှုမျိုးလှုပ်ဆောင်ပေးဖို့သာတရုတ်တံအမတ်ကိုတောင်းဆိုခဲ့ကြောင်းသိရပါတယ်။တခြားတစ်ဖက်မှာတော့တရုတ်ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရအမျိုးသမီးဂျန်ဘင်းကတာဂါအီချီရဲ့စကားတွေဟာအန္တရာယ်များပြီးတောင်းဝန်မဲ့လွန်းတယ်လို့ဝေဖန်ခဲ့ပါတယ်။ဂျပန်အနေနဲ့တမိုင်းကနေသင်ခန်းစာယူရမယ်အစားနောက်ထပ်အစွန်းစားတာမျိုးဒါမှမဟုတ် ထိုင်ဝမ်နဲ့ပတ်သက်တဲ့မေကွန်းထုတ်စရာတွေမှာအင်အားသုံးဖို့ရွေးချယ်လာတာမျိုးဆိုရင်တရုတ်စစ်တပ်ရဲ့တမန်နီစစ်တပ်အောက်မှာပြင်းပြင်းထန်ထန်ခြိမုံးခံရမှာဖြစ်ကြောင်းကြီးကြီးမားမားပေးဆက်ရမှာဖြစ်တယ်လို့သူကချင်းချောက်သွားခဲ့ပါတယ်။နိုဝင်ဘာလ23ရက်နေ့မှာလဲတရုတ်နိုင်ငံသားရဲ့ဝန်ကြီးဌာနကဂျပန်တန်အမတ်ကြီးကိုဆင့်ခေါ်ခဲ့ပြီးတာဂါအီချီရဲ့စကားနဲ့ပတ်သက်ပြီးအပြင်းအထန်ကန့်ကွက်ကြောင်းအတည်ပြုခဲ့တာပါ။တရုတ်နိုင်ငံသားရဲ့ဝန်ကြီးဌာနပြောရေးဆိုခွင့်ရအရာရှိလင်ဂျန်းက ဂျပန်ရဲ့လက်ရှိစစ်ရေးလှုပ်ရှားမှုနဲ့အစီအမံတွေကိုလည်းစိုးရိမ်ကြောင်းပြောပါတယ်။ဂျပန်ကနျူကလ িয়ার စွမ်းအင်သုံးတက်ခတ်ရေးရင်ငုတ်သင်္ဘောတွေပိုင်းဆိုင်နိုင်ရေးစ조사နေတယ်ဆိုတဲ့သတင်းတွေကိုသူကထောက်ပြခဲ့ပြီးဒါဟာစစ်ရေးကဏ္ဍမှာနျူကလ িয়ার နဲ့မပတ်သက်ဖို့အဆုံးဖြတ်ထားတဲ့ဂျပန်စီကအနုလက္ခဏာဆောင်တဲ့အကြီးစားမူဝါဒအပြောင်းအလဲဖြစ်နိုင်မယ်လို့သူကသတိပေးသွားပါတယ်။တရုတ်နိုင်ငံသားတွေအနေနဲ့လည်းလက်တလုံးဂျပန်ကိုတွားရောက်တာမျိုးကနေအတတ်နိုင်ဆုံးရှောင်ရှားတဲ့နယ်လို့ နိုင်ငံသားရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။တာကာအီချီရဲ့အမှတ်ချက်ကနောက်ဆက်တွဲအဖြစ်တရုတ်ဂျပန်စစ်ဆင်ရေးမှာကြီးမားတဲ့အန္တရာယ်တွေရှိလာနိုင်တယ်လို့လည်းတရုတ်ဘက်ကဆွဆဲပြောဆိုသွားပါတယ်ရှင်။နျူကလ িয়ার ထိပ်ဖို့တက်ဆန်နိုင်ပြီးအစစ်မြင့်တင်ထားတဲ့ဝေဟင်ကနေမြေပြင်ပြက်ဒုံးကျည်အမျိုးအစားအတွက်ကိုပြင်သစ်ရတက်ကပထမဆုံးအကြိမ်အောင်အောင်မြင်မြင်စမ်းသပ်ပြစ်ခတ်ခဲ့ပါတယ်။ ASNPAR တာလက်ပြက်ဒုံးကျည်ဟာမူလက ASNPA ကို ဗပောင်းဆောင်ကနေအစစ်မြင့်တင်ထားတဲ့အမျိုးအစားဖြစ်ပါတယ်။ပြင်သစ်လေတပ်မှာအဲ့ဒီဒုံးကြီးကို စတင်အသုံးပြုနေခဲ့ပြီးအခုတော့ရေတပ်ကတိုက်လေယာဉ်တွေအတွက်ပါလက်လွဲပေးလာတဲ့သဘောပဲဖြစ်ပါတယ်။စူပါဆိုနစ်မြန်နှုန်းနဲ့ပြန်တမ်းပြီးပြမှတ်ကိုခြေရာခံခြေမုံနိုင်တဲ့ ASNPAR ဒုံးကြီးကို Charles Digol လေရင်တင်တင်မောကြီးပေါ်မှာအခြေစိုက်ထားတဲ့ Rafi တိုက်လေယာဉ်တစ်စီးကနေအောင်အောင်မြင်မြင်စမ်းသပ်ပြတ်ခတ်နိုင်ခဲ့တယ်လို့ရေတပ်ကအထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာအဲ့ဒီဒုံးကြီးကိုဒုတိယအကြိမ်စမ်းသပ်ခြင်းဖြစ်ပြီးရန်သူပြမတ်တခုကိုလက်ဦးမှုယူတိုက်ခိုက်တဲ့တရုတ်သူပုံစံမျိုးစီစဉ်ခဲ့တယ်လို့ဆိုပါတယ်။ ASNPA ကိုပြင်သစ်ရဲ့လေတပ်နဲ့အာဂါဒတပ်ဖွဲ့တွေမှာ2023ခုနှစ်ကလေးကအစတင်အသုံးပြုနေပါတယ်။ပထမအကြိမ်စမ်းသပ်မှုကိုပြင်သစ်လေတပ်ကလွှတ်ဆောင်ခဲ့ပြီးအဲ့ဒီဒုံးကတော့တိုက်လေယာဉ်မှာချိန်ဆွဲထားတဲ့ဒုံးကြီးရဲ့ဓာတ်ပုံတွေကိုဖုံးကွယ်ပြီးမှထုတ်ပြန်ခဲ့ပါတယ်။အခုတစ်ကြိမ်ရေတပ်ရဲ့စမ်းသပ်မှုမှာတော့ ရဖေးလေယာဉ်မှာတက်ဆင်ထားတဲ့ဒုံးကျည်ရဲ့ပုံကိုပထမဆုံးအကြိမ်ဖြစ်ရှင်းရှင်းလင်းလင်းပြသထားပါတယ်။နိုဝင်ဘာ23ရက်နေ့ကရေတပ်ရဲ့ရဖေး M တက်လင်ဟာထိပ်ဖူးအတူတက်ဆင်ထားတဲ့ဒုံးကျည်ကိုစမ်းသပ်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီဒုံးကျည်ဟာအတန်ထက်3စားလောက်မြန်အောင်ပြန်တန်းနိုင်ပြီးမူလအမျိုးအစားကရောက်ရှိနိုင်တဲ့ကီလိုမီတာ900လောက်အကွာဝေးထက် ပိုပြီးခရီးပေါအောင်ရောက်ရှိနိုင်တယ်လို့ဆိုပါတယ်။ရုရှားရဲ့ချင်းချောက်မှုတွေပုံမကြီးမလာတဲ့အမြောက် ပြင်သစ်ဟာနိုင်ငံရဲ့နျူကလ িয়ার တက်ခတ်ရေးစွမ်းရည်ကိုပုံမို့ချဲ့ထွင်ဖို့စ조사ပြင်ဆင်နေပါတယ်။ရေတက်ဟာရင်ငုတ်သင်းပေါ်အခြေဆိုင် M51.3 နျူကလ িয়ার တက်ချင်းပြတုံးကြီးတွေကိုလည်းပုံမို့အဆင့်မြင့်တဲ့ M51.4 တွေနဲ့ပြောင်းလဲတက်ဆင်နေတယ်လို့သိရပါတယ်ရှင်။ဆက်လက်ပြီးတော့ပြည်တွင်းသတင်းတွေကိုနားဆင်ပေးကြပါအောင်ရှင်။စကိုင်းတိုင်းရဲ့မြို့တော်မုံရွာမြို့ပေါ်မှာစစ်ကောင်စီကပေါ်တာဆွဲဖမ်းဆီးမှုဆူဆူရွရွလှုပ်ဆောင်နေပြီး လုတ်သမားလူငယ်တွေအများအပြားဖမ်းဆီးခံလိုက်ရတယ်လို့မြို့ခံတွေကပြောပါတယ်။မွန်ရွာမြို့မှာနိုဝင်ဘာလဒုတိယပတ်အတွင်းတကြောပြန်ပေါ်တာဆွဲဖမ်းဆီးမှုဆိုးရလာပြီးစစ်ကောင်စီတပ်ဟာနိုဝင်ဘာလ14ရက်မနေ့ညနေပိုင်းကကြောက်ကာလမ်းပေါ်မှာလူငယ်တချို့ကိုပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့မြို့ခံတွေကပြောပါတယ်။မြို့ခံတူကလူငယ်တွေကဒူးထောက်တောင်းပန်နေကြတာလည်းမရဘူး။ကားပေါ်တွန်းကန်ပြီးခေါ်သွားတာလို့ပြောပါတယ်။ဖမ်းဆီးခံရသူအရေအတွက်ကိုတော့အတိအကျမသိရသေးပါဘူး။ ဖက်စီခံရသူတွေထဲမှာအလုပ်ပြနောက်ကျသူတွေလည်းပါဝင်ကြောင်းအလုပ်ရှင်တွေအနေနဲ့လည်းအလုပ်ရှင်ပြောင်းလဲတတ်မှတ်ဖို့လိုအပ်နေကြောင်းမုံရွာရက်ကွက်ကင်းတောက်များအဖွဲ့ကအတည်ပြုထားပါတယ်။နိုဝင်ဘာလ10ရက်ကလည်းမုံရွာမြို့ပေါ်မှာစစ်ကောင်စီတပ်ကအင်စီကားတွေနဲ့ပေါ်တာလိုက်ဆဲကြရမှာစစ်မှုဆောင်ကနေအလုပ်ပြလာတဲ့အလုပ်သမားတွေအပေါင်းဝင်အယောက်30ထက်မနည်းပေါ်တာဆဲခံလိုက်ရတယ်လို့ဒေသခံတွေကဆိုတာပါ။စစ်ကောင်စီတပ်ဟာပြီးခဲ့တဲ့သတင်းကြော့တစ်ကြောင်တိုင်ကာလမှာမုံရွာမြို့မှာပျော်ပွဲရှင်ပွဲတွေလုပ်ပေးပြီး ွဲတော်အပြင်လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးခဲ့ပါတယ်။ဒါ့ပြင်အခုနိုဝင်ဘာလအတွင်းမှာလည်းဇေယောင်းပွဲတော်နဲ့ stage show ပွဲတွေကိုပြုလုပ်ပေးပြီးပေါ်တာဆွဲဖို့အစီအစဉ်တွေကြောင်းတရေရရှိထားပါတယ်ရှင်။တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မြမထိုင်းနယ်စပ်မောတောင်မြို့ကိုကရင်အမျိုးသားအစီအယုံ KNU တပ်မဟာလေဦးဆောင်တဲ့တော်လရေးပူပေါင်းတပ်ကတက်ခိုက်သိမ်းပိုင်ပြီးတဲ့နောက်စစ်တပ်လေကြောင်းရန်ကြောင်းအစ်ရှောင်းနေရတဲ့ဒေသခံတွေမြို့ကိုမပြောင်းနိုင်သေးဘူးလို့ဒေသတရရင်တွေကပြောပါတယ်။ မော်တော်မျိုးကိုဒေါ်လန်ရေးပူပေါင်းတက်ကနိုဝင်ဘာလ17ရက်နေ့မှာစတင်ထုတ်စစ်ဆင်ခဲ့ပြီးတိုက်ပွဲ၄ရက်မြောက်နေ့နိုဝင်ဘာလ14ရက်မနေ့မနက်စောပိုင်းမှာတော့စစ်ကောင်စီတက်စကန်ကိုသိမ်းပိုင်နိုင်ခဲ့တာပါဒါပေမဲ့ဒေါ်လန်ရေးတက်တွေထုတ်စစ်မစတင်ခင်ကတည်းကစစ်ကောင်စီတက်ဟာနိုဝင်ဘာလ10ရက်မှာလက်နက်ကြီးနဲ့အရန်တပ်ပစ်ခတ်တာဒေသခံတွေဟာလည်းနိုဝင်ဘာလ10ရက်ကတည်းကမြန်မာထိုင်းနေဆက်ကိုစစ်ပေးသိမ်းရှောင်နေကြရတာဖြစ်ပြီးလူဦးရေထောင်ချီရှိတယ်လို့သိရပါတယ်အခုလောလောဆယ်လေကြောင်းအနေရရှိသေးတာကြောင့် အကုန်လုံးပြန်လာလို့မရသေးတဲ့အခြေအနေရှိတယ်လို့ဒေသခံတရဲရင်မြက်ကဆိုပါတယ်စစ်ကောင်စီအားတိုက်ပွဲတွေရှုံးနေတဲ့အခါမှာဒေသတွင်းပြည်သူတွေကိုပြစ်မှတ်ထားပြီးလေကြောင်းလက်နက်ကြီးတက်ခတ်မှုတွေကိုလှုပ်ဆောင်နေရှိပါတယ် KNU ဗိဒဝဲခရိုင်ကလည်းမောတောင်မြို့သိမ်းအောင်ပွဲသတင်းကိုမနေ့ကထုတ်ပြန်ထားရမှာစစ်ကောင်စီရဲ့မောတောင်အခြေဆိုင်ခလာရ224တရင်နဲ့အဖွဲ့တွေစစ်ရှုံးပြီးထိုင်းနိုင်ငံအတွင်းထွက်ပြေးသွားကြောင်းအသိပေးပါတယ်ဒါပြင်စစ်ကောင်စီတပ်ဖွဲ့ဝင်43ဦးကိုလည်း လက်နက်ခရင်တွေနဲ့တူဖမ်းမိကြောင်းထုတ်ပြန်ထားပါတယ်။မော်တော်စကန်သေးတပ်ပွဲမှာပါဝင်တဲ့တော်လရေးတပ်ဖွဲ့တို့ရဲ့အသိပေးချက်အရတိုက်ပွဲအတွင်းစစ်ကောင်စီတပ်စီကနေ120မမလက်နက်ကြီးနှစ်လက်နဲ့ .5 7စက်တနက်အပါဝင်လက်နက်ကြီးလက်နက်ငယ်မျိုးစုံနဲ့ကြီခဲရန်ဘုံဒီအများအပြားသိမ်းဆည်းရရှိကြတယ်လို့သိရပါတယ်။နေဆက်ကုံသွေးရဲ့မြို့ဖြစ်တဲ့မော်တော်မြို့ဟောင်းအရင်က KNU ဗိုက်တဝဲခရိုင်တနင်္သာရီမြို့ရဲ့ဌာနချုပ်ဟောင်းနေမြေဖြစ်ပြီး နှစ်ပေါင်း35နှစ်ကြာမှာဒေါ်လာရေးပူပေါင်းတက်တွေကပြန်လည်သိမ်းပိုင်နေကြတာဖြစ်ပါရဲ့ရှင်။ People's Bank ကတင်ဆက်ပေးနေတဲ့သတင်းတွေကိုအဆုံးထိကြည့်ရှုတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ရှင်။